ခေါင်းသုံးခေါင်းပြောထောင်မှုကျွန်တော်စီလာရောက်ဆွေးနွေးကြတဲ့ relationship ကြက်တနာအများစုကသူတို့ never want မှာလွဲမနေတဲ့ထင်းကြောင်းမှုမျိုးတွေနဲ့ထင်းကြောင်းခံခဲ့ရတာတွေ never want ပတ်ဝန်းကျင်လွှမ်းမိုးမှုအမားတွေကြောင့်ဆိုတာအထင်သာတွေ့ရပါတယ်သိပ္ပံပညာရှင်တွေရဲ့ reset တွေရကလေးတွေက ဗိုက်ထဲမှာစစ်စင်ခရက်ကတင်ယူမှုတွေစတင်နေပြီးမိခင်နဲ့ဖခင်ရဲ့အတန်နဲ့အမှုအကျင့်အမှုအကျင့်တွေကိုခံစားနိုင်ကြတဲ့တဲ့ကျွန်တော်တို့လူတက်တန်းတစ်လျှောက်မှာတင်ယူမှုအများဆုံးလုလုခဲ့ရတဲ့အချိန်တွေဟာလဲကလေးဘဝတုံးကားပါပဲဒါဆို ကျွန်တော်တို့ မေဘဝမှာပါပြီးတင်ယူခဲ့ကြလဲဘယ်လိုကြိုးတောင်ခံခဲ့ရလဲစတာကို လေ့လာကြည့်ရအောင်ပါ Printing and Chain Psychology Research တွေအရကလေးတယောက်ကို အကောင်းဆုံးကြိုးထောင်ဖို့ခေါင်းသုံးကောင်းကြိုးထောင်နေစတာရှိပါတယ်ဝမ်ကောင်းရင်ကောင်းနဲ့ဥကောင်းပါကလေးတယောက်ရဲ့အသက်9နှစ်မတိုင်ခင်မှာ ဒီကောင်းသုံးကောင်းရဲ့ကြိုးတောင်မှုအပေါ်မူတည်ပြီးသူ့ရဲ့ဘဝကံရွယ်ချက်ယုံကြည်မှုတန်ဖိုးထားမှုတွေကကွဲပြားသွားပါလေတေချာတာပေါ့ကျွန်တော်တို့ relation တွေ relationship တွေအပေါ်မှာလည်းယာနှုံးပြည့်တရမှုတွေရှိနေပါတယ်နံပါတ်1ဝန်ကောင်ကလေးတယောက်ကိုကြိုးထောင်တဲ့အခါဝန်ကောင်ဆိုတာက ရုပ်ပိုင်းဆိုင်ရာလိုအပ်မှုတွေကိုဖြည့်ဆည်းပေးခြင်းလို့ဆိုလိုပါတယ်ကျွန်တော်တို့ငွေကစားကလေးတယောက်ကိုမြင်ကြည့်ကြည့်ပါသူ့အနေနဲ့ဘာကိုအတောင်းတဆုံးစစ်မလဲမိခင်ရဲ့နှုတ်ရည်ပဲမဟုတ်လားအကယ်၍မိဘကတတိလက်လွတ်ဖြစ်သွားလို့ကလေးကိုနှုတ်တိုက်ခြင်းလွန်သွားတာမျိုးကျင်ကြီးကျင်ငယ်စွန့်တာကို အကြကြီး သာမိသွားတာမျိုးကလေးနေရထရခက်ချိန်မှာကယမဆိုင်ပဲခဏခဏပြစ်သာမိတာမျိုးကြုံတွေ့ရတဲ့အခါဝမ်းကောင်းလို့ခေါ်တဲ့ကြိုးထောင်မှုမှာလိုအပ်ချက်တွေဖြစ်ပေါ်လာနိုင်ပါတယ်ငယ်စဉ်ကလေးကအဲ့ဒီလိုဝမ်းကောင်းကြိုးထောင်မှု အားနည်းခဲ့တဲ့ကလေးတွေအွယ်ရောက်လာတဲ့အခါ set statement လို့ခေါ်တဲ့ကိုကိုကိုဂျင်းနဲ့အာရမှုဆိုတာမျိုးမရှိတော့ပဲတခုခုကိုအမြဲတမ်းစိုးရင်ပူပန်နေတတ်တာမျိုးအလိုမကျမှုတွေများတာမျိုးလိုချင်တာတွေလိုအပ်တာကိုလိုချင်တာ လိုအပ်တာကိုအစားသူစီကပဲအချိန်ပြည့်မျောကိုးနေတာမျိုးစစ်လာတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဘဝ ငယ်ငယ်ကတ်တန်းတချောက်မပြည့်စုံခြင်းចောင်းကြခြင်းတွေနဲ့နေထိုင်ခရတာကိုအဲ့ဒီလိုလိုအပ်ချက်နဲ့ခြေပြင်းလာတဲ့တလေးအတွက်နံပါတ်1အခွင့်အရေးအခြေဆုံးနံပါတ်1အရေးအခြေဆုံးအရေးအခြေဆုံးကဝမ်းကောင်းပြည့်ဖို့ဆိုတာစစ်သွားတတ်ပါလေဒါကြောင့်သူ့ရဲ့ဘဝတန်ဖိုးကငွေကြေးနဲ့လိုအပ် လိုအင်စန္ဒပြေဝရင်ဖြစ်သွားပြီးငွေချတာ အလုံးလုံးတာစတဲ့လုပ်ငန်းတွေကိုပဲထိတ်တန်းဦးစားပေးအနေနဲ့အတာပေးလောက်ကန်လာတတ်ကြပါတယ်အကယ်၍ငွေကြေးရှိလာရင်တောင်အလိုမကျတာတွေစိုးရင် ပူပန်မှုတွေရှိနေတတ်ပြန်တယ်အချို့မှာဝမ်းကောင်းကြေးဖို့ငွေကြေးကအရေးကြီးတယ်လို့ခံယူတာနဲ့အမျှ ငွေသေးကလည်းသူတို့စီမှာစားပါနေတတ်ပါတယ်ဒီလိုဖြစ်ရတာက ကိုယ်မှာရှိတဲ့အရာဆိုရင်သူများတွေကိုမမျှဝေရတာကိုသိသိထားမှ ကိုယ့်အတွက်ကြံမယ်လို့တွေးပြီးတွေးပြီးဖွက်တာသိထားမယ်ဆိုတဲ့ဖွက်ထားသိထားရမယ်ဆိုတဲ့ယူဆချက်တွေကြောင့်ပါ အရွယ်ရောက်လာလို့ relationship တစ်ခုကိုစတင်တဲ့အခါ ကိုချစ်သူနဲ့အတူဆယ်တွင်မိုက်ဆက်မရှိတော့ပဲကိုချစ်ရင်ကိုသုံးဆိုတဲ့သစိမ်းဆံမှုတွေစစ်လာတတ်ပါတယ်အချစ်ရဲမှာတကိုးကောင်းဆန်တယ်ဆိုတဲ့လူရအများစုကလည်းဒီလိုငယ်ဘဝရဲ့ကြိုးထောင်မှုလိုအပ်ချက်တွေကြောင့်စစ်လက်ရှိပါတယ်သူတို့ကစစ်ချင်းမြတ်တာတွေထက်ငွေကြေးကိုဦးစားပေးတာတို့သူတို့လိုရင်းစန္ဒပြေဝဖို့ကို ဦးစားပေးတာတို့စတဲ့အာယုံဆိုင်မှုတွေပဲအာယုံဆိုင်မှုတွေလွဲမှားနေတတ်ပါတယ်ရှင်ကောင်းနံပါတ်၄ရှင်ကောင်းရှင်ကောင်းဆိုတာကတော့နှလုံးသားစိတ်ချင်းမြတ်တာကိုရည်ညွှန်းခြင်းရည်ညွှန်းချင်တာပါမဲစဉ်ကလေးကမိဘတွေစီကလိုအပ်တဲ့ဂယုဆိုင်မှုစိတ်ချင်းမြတ်တာနဲ့နှွေးထွေးမှုကို လုံလုံလောက်လောက် မရရှိခဲ့တဲ့ကလေးတွေအချိန်တိုင်းဇံစစ်နေတဲ့မိဘတွေစီကကြီးပြင်းလာရတဲ့ကလေးတွေဟာအသက်ကြီးလာတဲ့အခါအထီးကျန်အထီးကျန်တာစိတ်အားငယ်တာမျိုးတွေကိုယ့်ရဲ့စစ်ချင်တဲ့ဆန္ဒကိုထုတ်ဖော်မပြောရတာတွေဖြစ်တတ်ကြပါလေအဲ့ဒီလိုကယူတစိုက်အုတ်ထင်း ေးမဲ့မိဘမျိုးနဲ့မကြည်ပင်ခရပဲအရွယ်ရောက်လာတဲ့လူတွေကအချစ်ငတ်တတ်ကြပါလေအချစ်ကိုအသေးအတန်လိုက်ချာနေတတ်ကြပြီးမိဘတွေအုတ်ထင်းသူတွေစီကမရခဲ့သမျှအချစ်တွေကိုအခြားလူတယောက်စီပုံပေးပြီးချစ်ပေးတတ်ကြပါလေကိုယ့်ရဲ့ချစ်သူကိုလိုအပ်တာထက်ပိုယုံကြည်အားကိုးတတ်ကြပြီး စစ်ပေးနေရင်ပြည်ရောကျန်တာကြိုက်တာလို့ဆိုပြီးခွင့်ပြုပေးတတ်ကြပါလေအချို့ဆို relationship ချစ်မှာလုံခြုံမှုမရပဲကိုယ့်ချစ်သူကိုအငဲတန်းစိတ်မချဖြစ်နေတာအချိန်ပြည့်တောက်လျှောက်လို့လိုက်ကပ်နေတာမျိုးတွေဖြစ်တတ်ပါလေဒီထက်ပိုကြီးမားတဲ့အ धिक ပြဿနာကတော့မချစ်ပေးတတ်တာမျိုးပါပဲသူတို့ကအခြားလူတယောက်ရဲ့ ခံစားချက်တွေလိုအပ်ချက်တွေကိုအရေးကြီးတယ်လို့မထင်ကြတဲ့အတွက်ကိုပါကိုတယောက်တည်းအဆင်ပြေသလိုနေနေတတ်ကြပါတယ်ငယ်စဉ်ကလေးကဇင်ကောင်းပြည့်အောင်အဖြစ်မခံရတဲ့အတွက်အခြားသူက လာချစ်ပြရင်တောင်အပေါ်တွေလောက်တယ်လို့ယူဆပြီးတဖက်ကဖေးတဲ့အချစ်ကို မခံယူတတ်ကြပါဘူး ်နံပါတ်3ဥကောင်ဥကောင်တိုးထောင်မှုဆိုတာညာရီတိုးတက်ဖို့အပြင်တင်ယူမှုတွေစိတ်ကမ်းတွေအလေးအကျကောင်းတွေကိုစနေကြတိုးထောင်ခြင်းကိုဆိုလိုပါတယ်အချို့အမျိုးအမြင်ရှိတဲ့မိဘတွေဆိုကလေးတိုးတက်စေဖို့အတွက်မိခင်ရဲ့ဝမ်းပိုက်ထဲမှာစစ်စင်ကလေးကစာဖတ်ပြတာသင်းဆိုတာတွေကိုပြုလုပ်လို့ရှိပါတယ် ဒီဘက်ကမှာ ကလေးတွေကို inside out ကျိုးထောင်ကျိုးထောင်နေဖြစ်တဲ့ကျိုးထောင်မှုက အတော်လေးကောင်းပါတယ်ကလေးကနားလေသည်ဖြစ်စေနားမလဲသည်ဖြစ်စေမှတ်မိသည်ဖြစ်စေမမှတ်မိသည်ဖြစ်စေသင်ယူမှုဆိုတဲ့အလေးအကျင့်ကောင်းတစ်ခုဖြစ်လာအောင်ကျိုးထောင်ပေးကြတာဖြစ်ပါတယ်ဒါအပြင်ကလေးတစ်ယောက်သူကိုယ်သူ တာဝန်ယူတတ်ဖို့အင်ဒီပန်ဒန့်ဖြစ်ဖို့ကိုဦးစားပေးကြိုးထောင်ဖို့လိုပါတယ်။ကလေးကသူ့ဝတ်စားဝတ်တတ်အောင်သင်ပြပေးတာမျိုးတခုခုဆိုကိုအားကိုကိုနိုင်အောင်လှှထားပေးပြီးဘေးနာကနေစောင့်ကြည့်ပေးတာမျိုးနဲ့လည်းကလေးမှာအလေးအကျင့်ကောင်းတွေရှိလာအောင်ထင်ကြောင်းပေးကြပါရစေ။ဒီလိုနီလန်းတွေနဲ့ထင်းချောင်းခံရတဲ့သူက ပုံမှန်စာဖတ်ခြင်းစာဖတ်ခြင်းကနေတဆင့်ဘ ഹു တုဒ္ဒစာမိတ္တပြီးကိုတာဝန်ကိုစုတက်ကစီးနဲ့တန်းနဲ့နေတတ်တဲ့သူတွေဖြစ်ပါလေဒီလိုမိဘတွေရဲ့စနစ်တကျပြိုးထောင်မှုမရရှိခဲ့ပဲအချိန်ပြည့်စခရင်တိုင်းဖုန်း TV TV အန်တာတိန်မန့်တွေနဲ့ ကြည်ပြင်းလာရသူတွေဟာအရွယ်ရောက်လာတဲ့အခါကိုကိုကိုမယူကိုတော်ဝင်ကိုမယူတတ်တော့ပဲ အနာကအစီအစဉ်ဆိုတာကိုလည်းအတိအကျမရှိဘဝရည်မှန်းချက်ပန်းတိုင်လည်းမရှိ စိတ်ကံလည်းမရှိပဲတည်ယူမှုကအရေးကြီးတဲ့ဆိုတာမျိုးကိုပါ မသိပါဘူးကိုကိုကို တိုးတက်အောင်လုပ်ဖို့စိတ်ကူးဆိုတာစိတ်ကူးဆိုတာတောင်မရှိပဲ ကိုဘဝကိုဇက်မျောပြီးจิตတလုံးနေတိုင်းจิตတလုံးအတိုင်းပဲနေတတ်နေထိုင်သွားတတ်ကြပါတယ်ဒါကြောင့်အချက်ရေးမှလည်းလက်တွဲဖို့ကောင်းတယောက်ဆိုတာလုံးဝစစ်မလာနိုင်တော့ပါဘူး love flat တို့လည်းကိုယ့်ရဲ့ငယ်ဘဝကိုပြန်စမ်းစစ်ကြည့်ကြပါကိုငယ်ဘဝမှာဘယ်လိုပြိုးတောင်ခံခဲ့ရလဲဆိုတာကိုသုံးသပ်ကြည့်ပြီး ချိုရင်းချက်တွေစိတ်တန်ရာတွေရှိရင်သက်ဆိုင်ရာနယ်ပယ်ကကျွမ်းကျင်သူကိုတယောက်နဲ့ဆက်တွေဆွေးနွေးကြည့်ပါအဲ့ဒီလိုမဟုတ်ပဲကိုကိုကိုပြန်သုံးသက်ပြီးအားနည်းချက်ကိုမြင်နိုင်တယ်ကြုတ်ပြင်နိုင်တယ်ဆိုရင်တော့လိုအပ်တာတွေကိုဖြည့်ပြီးကိုယ့်ရဲ့အရှိရေကို အကောင်းဆုံးဖြစ်လာအောင်တည်ဆောက်နိုင်တဲ့ လက်တွဲဖို့အကောင်းတွင်စစ်လာနိုင်ကြပါစေ။